မီးလေးနားမှမရှိပေမယ့်တောင်ကြီးမှာတိမ်တောင်းကြော်ရန်အင်ဂျီကိုဝယ်ယူကတူမလေးကိုအမွေပေးမဲ့ထက်ထမို့လက်ရှိမှာထက်ထမို့ဟာ live series တွေကနေဝင်ငွေကောင်းကောင်းရရှိနေပြီးရှမ်းပြည်နယ်တောင်ကြီးမြို့ရဲ့အလားဆုံးနေရာမှာကာလတန်ကြီးတိမ်တောင်းကြော်တန်ဖိုးရှိတဲ့အင်ဂျီတလုံးကိုဝယ်ယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ထက်ထမို့ဟာဒီလိုစီးပွားရေးရအောင်မြင်နေပေမယ့်သူမရဲ့ဘဝမှာဟာတတာဖြစ်နေတဲ့ချက်ကတော့တမီးရင်ဖြစ်သူစင်လုံးဝတီထန်းနဲ့အတူမနေရပဲအထူးကြံဆန်နေတဲ့ချက်ပါပဲ။ မိခင်တရားအနေနဲ့တမီးကိုလွန်ဆွတ်တန်းတားနေမှာအမှန်ပေမယ့်လက်ရှိအခြေအနေအရတမီးဖြစ်သူကဖခင်ပတ်မှာပဲနေတိုင်းနေတာကြောင့်ထထမဟုခင်ဗျာတကူရေဖြတ်တန်းနေရရှာတာပါ။ဒါပေမဲ့ကံကောင်းတာတကူကတော့တီလိုအထီးတန်းချိန်မှာသူမရဲ့နာမတမီးရင်းလို့ပြုစုဆောင်ရှောက်ပေးနေတဲ့ချစ်စရာတူမလေးတယောက်ရှိနေပါတယ်။တူမလေးကလိမ္မာရေးချရှိပြီးအနိကက်ပြုစုယူရတာကြောင့်ထထမဟုအနေနဲ့သူမရဲ့ပိုင်ဆိုင်မှုတွေနဲ့အမွေတွေကိုဒီတူမလေးကိုပဲပေးရဖို့စီစဉ်နေတဲ့ဆိုတဲ့တဲ့င်းတွေထွက်ပေါ်လာပါတယ်။ တမင်းရင်နာမှမရှိတဲ့ကိုတကယ်ချစ်ပြီးဂယုဆိုင်တဲ့တူမလေးကိုပဲတန်ရုံးစင်တွေ့ပြီးအောက်ကိုသွားရမယ့်သဘောပါပဲကေပရိတ်တကြီးရင်းအနာမှမရှိတဲ့တမင်းရင်ထံအနိကက်ပြုစုနေတူမလေးကိုအမွေပေးမဲ့ထက်ထမုံရဲ့ဆုံးဖြတ်ချက်ပုံဘလို့မြင်ကြနေဆိုတော့ပြောသွားကြပါအောင်ရှင်